်ကျမတို့ဒီနေ့ဘာလေးသွားမလဲဆိုလို့ရှင်လာမေခွန်းလေးသွားမယ်အဲ့တော့လာဆိုတာဒီကျမတို့တိရတိရိစ္ဆာန်လာမဟုတ်ဘူးเนาะတော့ကြာလာတိရိစ္ဆာန်မေခွန်းလာဆိုပြီးတော့မေးနေပါဆိုလို့မဟုတ်ဘူးအဲ့တော့လာမေခွန်းဆိုတာဟုတ်လားသွားလားစားလားအိမ်လားဒါမျိုးမေးခွန်းဟုတ်လားအိမ်မှာအဲ့လိုမေးဘူးလားမေးဘူးတယ်เนาะဟုတ်လားအာမင်းဖုံးဆက်ပြီးပြီလားမင်းထောင်တိလား ဒါမျိုးเนาะအဲ့တော့ကျွန်တော်တို့ဒီအဲ့ဒီမေးခွန်းနေနဲ့သုံးမယ်ဆိုရင်ကျွန်တော်တို့ဘာသုံးလဲဆိုတော့ do ရဲ့ does ရဲ့ဒါဆိုရင်အဲ့ဒီ do ရဲ့ does ရဲ့သုံးလိုက်တဲ့ဟိုကဒါဒီ bar dance ကိုသုံးထားတာဖြစ်မလဲ simple present tense bar dance ကိုသုံးထားတာ simple present tense yes tense အနေအရဆိုရင် simple present tense ကိုသုံးထားတာအဲ့တော့နံပါတ်1လေးစားကြည့်မယ် ဒူးရဲ့ desk ရေနော်ဒီမှာဆရာမရေးထားတယ်အဲ့တော့ဒူးရော desk ကိုနှစ်ခုလုံးတွဲသုံးရမှာလားမဟုတ်ဘူးနော်အဲ့တော့ဒူးလား desk လားဆိုတာကိုဆရာမရှင်းနဲ့ပြောသွားမယ်နံပါတ်၄ဖက် main guitar main guitar D main main guitar D လားဟေးငါမတီးဘူးဒါကသူကအမင်းမယ်သူကဖြေးမယ်ပြီး practice လေးလုပ်မယ်နော်မင်းမယ်ဖြေးမယ် အဲ့တော့ main guitar တီးလားလို့မေးပြီဆိုတာနဲ့ဆရာမတို့ဒီအဲ့လိုလားလေးတွေ့တာနဲ့ရင်ဆရာမတို့ဒီကိုဒူးလေးတန်းရေးလိုက်တော့ဒူးပြီးရင် main ဆိုတာဘာတော့ you you main ဆိုရင်ဘာတော့ you ပြီးရင်တီးတယ်ဆိုတာဒီဆရာမတို့တီးရေး TY DY မလုံးနဲ့နော်ဟာလာတီးတယ်ဆိုတာဒီဆရာမတို့ဘလို့သုံးလဲအင်္ဂလိပ်လိုမှာ play yes ing ပေါင်းစရာလို့လား ing တွေဘာမှမတင်ရသေးဘူးเนาะ ing တွေမပေါင်းရဘူး do you play ပြီးတော့မှ guitar ဆိုတော့ g u i t a r guitar guitar လေးကိုဘယ်လိုပေါင်းလဲ Do you play guitar?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  Me ko le so na song ma ba le chat be ya. Question mask. Do you play guitar? Ni guitar di la. မတီးဘူးဟေးငါမတီးဘူးဒါဆိုရင်အဲ့ဒီမေကွန်လေးကိုကျမတို့ပြန်ဖြေဖို့အတွက်မဟုတ်ဘူးဆိုရင်ဘာလေးသုံးရလဲ no no အနောက်မှာကောမာလေးထည့်ရတယ် no ပြီးတော့မှငါမတီးပါဘူးဆိုတော့ I don't ဘယ်လိုလဲဖြေရမလဲ No I don't ဘယ်လိုလဲဖြေမလဲ No I don't Yes ကဲကျွန်မမေးမယ်သားမီးတို့ကဖြေပြမယ်နော် Do you play guitar? No I don't ကျွန်မကိုပြန်မေး Do you play guitar? No I don't ရပြီနော်အဲ့ဒါအဖြေလေးပဲရိုးတန်းတန်းစကားပြောလေးပဲဒီလိုလေးသုံးလို့ရကဲနံပါတ်1ဖက် မေမေအဲ့တော့ဟုတ်တယ်သူမကြိုက်တယ်အဲ့တော့မင်းရဲ့ညီမအားကစားကြိုက်လားအဲ့တော့ချက်တို့ဒီစပြီးသုံးတာနဲ့ဒီနေရာမှာ DOES dash လေးသုံးရတယ်ဘာဖြစ်လို့ dash သုံးရတာလဲဟိညီမ yes ရှေးဆုံးမှာရှိတဲ့မင်းရဲ့ညီမဒီဘယ်နဲ့ရောက်သေးလဲဆိုတော့တယောက်သေးအဲ့လိုတယောက်သေးဆိုရင်ဘာသုံးရမလဲ Yes တယောက်တည်းဆိုရင်ဘာသုံးရမလဲ Yes အဲ့တော့ dash ရဲ့အောက်မှာတယောက်တည်းဆိုရင်သုံးပါလို့ရေးထားပါဟုတ်နော်တယောက်တည်းတူတယ်ဟုတ်လားတကောင်နဲ့ဒါကဆီမအကျမ်းပြင်းနဲ့ပြောလိုက်တာเนาะတယောက်ဆိုတာလူလည်းဖြစ်နိုင်တယ်တိရစ္ဆာန်လည်းဖြစ်နိုင်တယ်အရာဝတ္ထုလည်းဖြစ်နိုင်တယ်เนาะ That's ပြီးတော့မင်းရဲ့ညီမဆိုတော့ဘယ်လိုသုံး you are sister မင်းရဲ့ညီမဆွေဘလို့တော့ you are sister ပြီးတော့ကြိုက်တာလေးကိုစဉ်းစားရဲကြိုက်တာအင်္ဂလိပ်လို like အားကစားကိုဘလို့သုံးလဲ sport s p o r t s sport မှာ s လေးထည့်ပေးရတယ်ဘာဖြစ်လို့လဲဆိုတော့အားကစားဒီမျိုးစုံရှိတယ်ဘာအားကစားတွေတိလဲ Uh, yes. 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 Playing chess. 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 Sora. Chess. Sora. Being. Being tennis. Yeah. Basketball. Yeah. Ruby school. So. Yeah. Sport. But not a kind of sport. But no. Ruby school. So. I did. Yeah. Uh. No. Sports. Greek. ဒါပေမဲ့အားကစားဆိုတာဒီခန္ဓာကိုယ်လှုပ်ရှားမှုကိုများသောအဖြစ်ညှို့မှာပေါ့နော်။ဒါခန္ဓာကိုယ်လှုပ်ရှားမှုဟာမတုံးဆိုရင်တော့ activity လို့သူတို့သုံးတယ်နော်။အဲ့တော့ does your sister like sports? မေးကြည့်ရစမော။ Thank you. ဒါဆိုရင်ဆမပါလေ။ဟုတ်တယ်။ကြိုက်တာပေါ့။ဒါဆိုရင်ဘယ်လိုလေးပြင်မလဲ။ Yeah. ပူမဆိုတော့ပါတော့ရှီအဲ့ရှည်ဆုံးမှာရှိတဲ့ DOES desk ကိုပြန်ဖြည့်လို့ရှိရင်အနောက်မှာ DOES desk လေးနဲ့ပြန်ဖြည့်ပေးရတယ်အဲ့တော့ပြောကြည့်ရမ်း Yes she does ပြော Yes she does Does your sister like sports? Yes. Yes, yes, she does. does. One more time. Does your sister like sports? Yes, yes. yes, she does. Come on, to call up your maybe. Does your sister like sports? Yes, she does. One more time, please. Does your sister like sports? Yes, she does. 我包不啦，哎呀，变来哩，你进来喏，好了。Okay, number three. 我都带看的库嘛，你贴片你的。你啦。你啦。 အဲ့တော့ငါတို့ဆိုတော့ကိုကိုကိုပြန်မေးတာဖြစ်ပါမလားကိတူမင်းတို့ yes မင်းတို့တိုက်ခန်းတစ်ခုမှနေလားဟုတ်တယ်ငါတို့နေတယ်နော်အဲ့ဒီမှာမင်းတို့လို့ပြောမယ်နော်ကဲနေလားဆိုတော့လားလေးတွေးပြီဒူလာတက်စလာရဲ့ yes do မင်းတို့ဆိုတော့ yes မင်းတို့ you အဲ့ဒီမှာ you ပဲနော် ဲ့ဒီမှာ you ဆိုတော့ main တို့ဆိုရင်တခါတလေစကားပြောမှလေ guys ဆိုတာလေးသုံး you guys yes guys ဆိုတာဒီတယောက်တည်းမဟုတ်ဘူးအများကြီးပြော do you guys do you guys ပြန်ပြပြန်ပြော do you guys do you guys do you guys အဲ့ဒါဒီမရင်ချင်းအတုံးလုံးတော့ပါတယ်နော်ကိုတငယ်ချင်းချင်းချင်းပြောတာပဲရမယ်နော်ဆရာမတို့တော့ပြောလို့မရအောင်နော်အဲ့တော့ do you guys နေတာ alive live နေထိုင်တော့အင်္ဂလိပ်လို့ခေါ်လဲ alive live အဲ့တော့တိုက်ခန်းတစ်ခုမှာဆိုရင်ကျမတို့မှားလေးကိုအရင်ထည့်တယ်မှားဆိုတာ i n in တစ်ခုဆိုတာကိုစဉ်းစားတယ် a သူကပြောင်းမသိလားမှားတစ်ခုတိုက်ခန်းအဲ့လိုဖြစ်သွားတာအဲ့တော့ in a တိုက်ခန်းကိုအင်္ဂလိပ်လို့ f နဲ့စတယ် flat flat နဲ့သုံးမယ်အော်နော် flat Do you guys live in a flat? ပြောကြည့်ရင် Do you guys live in a flat? ပြန်ပြော Do you guys live in a flat? In a flat. Flat. Yes ဟုတ်တယ်ငါတို့နေတယ်ထိုင်ခန်းမနဲ့နေတာနဲ့ရိုးအိမ်မနေရတာဘယ်ဟာကောင်းလဲခြံနဲ့ဝင်တဲ့နေရာဘယ်ဟာကောင်းလဲခြံနဲ့ဝင်တဲ့နေရာဘူကောင်းထိုင်ခန်းမနေဘူးလား မဟုတ်ပါဘူးတိုက်ခန်းတိုက်ခန်းကကျင်းတာနဲ့ကျဲတာနဲ့ဆိုရင်တိုက်ခန်းကျင်းတဲ့နေရာနေလို့မကောင်းတိုက်ခန်းကျဲကျဲလေးမှနေလို့ကောင်းဒါပေမဲ့တိုက်ခန်းကျဲလို့ရှိရင်လည်းဘာပေးရလဲမန်းနီးအများကြီးပေးရတယ်နော်အဲ့တော့အဲ့တော့အဲ့တော့တိုက်ခန်းမှာနေတယ်ဆိုလို့ရှိရင်လည်း ကျမ်းမာရေးနဲ့မညီဘူးလဲတချို့ကပြောကြတိုက်ခမ်းမှာနေရကြတော့လဲတချို့ကလဲကောင်းတယ်လို့လဲပြောကြတယ်အကိုရဲ့အလုံးနဲ့နီးတယ်ကြောင်းနဲ့နီးတယ်အဲ့လိုမျိုးကြိုက်တဲ့လူတွေလည်းရှိရဲ့မကြိုက်တဲ့လူတွေရှိရဲ့အမျိုးမျိုးပဲနော်ကဲဟုတ်တယ်ဟုတ်တယ်ငါတို့နေတယ် Yes yes we do ဒီမှာ do နော်ဟုတ်လားဒီမှာ do လို့ပြန်ထည့်ရမယ်နော်ကဲပြော Do you guys live in a flat You guys Yes we do ကဲကျွန်မမေကုံးမေမဖြေလေးပဲပြော Do you guys live in a flat? Yes, we do. Chào mọi người, mình là mình. Do you guys live in a flat? Yes, we do. Mình yêu rồi. No, we don't. Hả là, đó đó, chào Yes, we do là về biểu mà. Hả no, I do là mình lâu nè No, we do là lâu nè nó. Hả là, Yes, we do. No, we don't. Ok, nào đi chưa? Tụi chẳng qua là. Tụi chẳng qua ွားတဲ့လူဒီ तू เนาะဟုတ်လားဒါဆိုရင် तू ဆိုတာတယောက်တည်းမဟုတ်ဘူးလားဟေ့ဘာရင်စသုံးရမလဲ does तू ဆိုတော့ဘာတော့ he သွားတာဆိုတော့အင်္ဂလိပ်လိုအကြောင်းတို့ဆိုတော့တူလေးပါထည့်ပေးရပါတယ် Does he go to school မေကွန်းဆိုတော့နောက်ဆုံးပါပါလေးထက်ကိုရှိပါ Let's go to the school ဒါမို့ရှင် Let's go to school အဲ့ဒီမှာတစ်ခါလေကြာရင်သဲထဲတယ်သဲဆိုတာဒီသွားမဲ့ကြောင်းကိုတိကျင်တယ်ဆိုလို့ရှင်သွားမဲ့ကြောင်းကိုကတိနေတယ်ဆိုရင်သဲထက်သွားမဲ့ကြောင်းကိုမတိဘူးရေဘူးရအဖြစ်ပြောတယ်ဆိုလို့ရှင်သဲထက်စရာမလိုနော်ဒါကတော့ summary ရေဘူးရပြောလို့သဲမထွက်တော့ဘူး Does he go to school သူကြောင်းသွားလားသွားလားမသွားဘူးလား မသွားဘူးဟင်အင်း तू မသွားဘူးဒါဆိုရင်ဘယ်လိုလဲတော့ No he doesn't 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 လေးသုံးရမယ်လေဟုတ်လားမသွားဘူးဆိုတော့နောက်က doesn't သုံးရမယ်သွားတယ်ဆိုရင် does အတိုင်းပဲနော်ပြန်ပြောရအောင် does he go to school No he doesn't No he doesn't No he doesn't အတော်လေးပြော No he doesn't No he doesn't ကျမမေးခွန်းလေးမေးကြည့် Does Jesse go to school? school? No, he no, he doesn't. does he go to school? No, he doesn't. There you go.